လူသားလမ်းမပေါ်မှာနေចောင်းသူအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်ပါရိုက်တဲ့အထိဖြစ်ပွားခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမြောင်းမြမြို့အာထခ6ကចောင်းသူတချို့လူသားလူလာတွေရှိနေတဲ့လမ်းမပေါ်မှာနေចောင်းသူအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်ပြီးပါရိုက်တဲ့အထိဖြစ်ပွားခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ် အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တဲ့အကြောင်းတွေကိုထိထိရောက်ရောက်အရေးယူဖို့နဲ့ဒီလိုကိစ္စမျိုးတွေဖြစ်ပွားနေတဲ့အပေါ်မြို့နယ်ပညာရေးမှူးနဲ့ခရိုင်ပညာရေးမှူးတွေမှာအပြေးဝတာဝန်ရှိတယ်ဆိုတဲ့အကြောင်းလူမှုကွန်ရက်ပေါ်မှာလူတိုင်းကပြောဆိုနေကြတာဖြစ်ပါတယ်ယောင်မြအာထက6ကအကြောင်းသူတွေလို့သိရပါတယ်။အခုလိုအုပ်စုဖွဲ့အနိုင်ကျင့်ရုံသားမကပါးကိုပါရိုက်နေတာကိုတော့လက်မခံနိုင်ပါဘူး။ကိုယ်နိုင်ငံကယောင်မြမှာဒီလိုမျိုးဖြစ်နေတာဆိုတော့အံအောလွန်းလို့တကယ်ကိုတုံ့လုံးမိတာပါ ကျွလွန်သူចောင်းသူများအားထရောက်စွာရေးယူပေးကြပါခံဝန်ထိုးခိုင်းနေဆိုပြီးပြီးရမယ့်ဖြစ်စဉ်မျိုးမဟုတ်တာကြောင့်တိတိယောက်ယောက်အရေးယူပေးဖို့တောင်းဆိုပါတယ်သက်ဆိုင်ရာမြို့နယ်ပညာရေးမှုနဲ့ခရိုင်ပညာရေးမှုများဒီကိစ္စကိုထိတိယောက်ယောက်အရေးယူနိုင်အောင်မဆောင်ရွက်နိုင်မှုဆိုရင်တော့နှုတ်ထွက်စာတင်ပြီးတော့အားယူသင့်ပါတယ်ဗျာ။ ီဒီယိုဖိုင်ထဲမှာဘဲเจ้าကအကြောင်းသူတွေလဲဘသူတွေလဲဆိုတာကိုမြင်သာနေပါပြီမိတ်ဆွေများမှလည်းအမှန်တရားအတွက်ဝိုင်းဝန်းချက်တီပေးကြဖို့မြစ်တာရက်ခံပါတယ်ဟုဆိုကောင်းဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးမိဘတယောက်ကတောင်းဆိုထားတာလည်းဖြစ်ပါတယ်ဒီမှာပဲပြောပါဘာမှမပြောဟုတ်တယ်ဗျာ။အဲ့ဒီပါ။ဘာလို့လဲ။ကျေကျေ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 ။ဘာလို့လဲ။ကျေကျ

ဆုပ်ဖို့ဆုပ်ဖို့ကြိုင်အပ်ထွက်ပြီးမယ်အဲ့ပုံတော့ပြန်ချလို့မရတော့ဟေးဟုတ်ပြီတင်မရပါနော်ဘယ်တော့ရည်ကြီးလဲဟုတ်ပြီမိုက်တယ်ဆက်ကြောင်ကြီးပြန်ပြန်မယ်ကဲမိုက်တယ်